ဘာလို့ပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်23ဆက်တလ2025ကနေ29ရက်ဆက်တလ2025အတွင်းမှာကျုံရရမယ်တပတ်စာကညမဟောခွင့်ကိုကနတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေအဲဒီတပတ်တာကာလမှာဘလူကန်တရားလေးတွေကျုံတွေ့ရတယ်လေပေါ့နော်အဲ့တော့ရံအတိုက်ခိုက်တွေစူးစမ်းရတဲ့ဟာတွေပေါ့နော်အဲ့ဒီဟာတွေကိုအောင်မြင်စွာကျော်လွှမ်းနိုင်တဲ့အနေအထားလေးတွေရှိလာပါလိမ့်မယ် ဘလောက်ပဲကို့ကိုဖိနေခဲဖိနေခဲဒီကာလမှာပြန်ပြီးတော့노ထလာပြီအရင်တော့ဘဝတွေဘလောက်ပဲတည်ခဲ့တည်ခဲ့ပေါ့နော်ဒီကာလမှာတက်ကနေပြန်ဆပြီးတော့အောင်မြင်မှုတွေကိုပြန်လဲရှာဖွေနိုင်မဲ့အနေအထားမှာကြုံရမှာဖြစ်တဲ့အတွက်ဒီတစ်ပတ်ကာလဒီဘုဒ္ဓကုသာသမိတွေအတွက်အမရံကံကောင်းတဲ့ရတ္ထပတ်ကာလလို့အဲတတ်မှတ်မှာပေါ့နော်ကျွန်တော်ဒါကိုတင်စားပြီးတော့အဲတေဝါပြန်လို့အောင်မှာအဲ့လိုမျိုးကောင်းစင်တက်မှာပေါ့လေနော်ဆိုတော့ပြန်ပြီးတော့ဘဝတည်းတစ်ခုပြန်လဲအခြားပြုံးမဲ့ကာလတွေမှာပါတယ်ကိုဆုံးဖြတ်နာခဲ့တဲ့ဟာတွေကိုအနစ်နာခံခဲ့တဲ့ဟာတွေကိုပြန်လဲရရှိပိုင်ဆိုင်ဖို့အခွင့်ကောင်းတွေပြန်ပေါ်လာမှာဖြစ်တဲ့အတွက်ဝမ်းသာဖို့ကောင်းတယ် အလုပ်လုပ်ခေါင်းစဉ်တက်ပြီးပြောမယ်ဆိုရင်ဒီကာလမှာအလုပ်တစ်ခုလုပ်ပြီးဆိုရင်အဝင်နှန်းနေတာဖြစ်ခဲ့မယ်ဆိုရင်ရာထူးကြီးကြီးမားမားတိုးတက်တဲ့အနေအထားတွေလှစားတွေပါရတိုးမယ်ဆိုတဲ့အနေအထားတွေကျောင်းတက်တဲ့ကိစ္စရှိတယ်တချို့အနိုင်ငံဝင်နှန်းနေဆိုလို့ရှိရင်ဒီကာလမှာအကြီးကဲရာထူးတွေရရှိပိုင်ဆိုင်တာမျိုးတွေအစားဖြစ်တဲ့ကိစ္စရှိတာပေါ့နော်ဝန်တာကတော့ကောင်းတယ်တစ်ဖက်မှာဘလောက်ပဲရှိတစ်ဖက်မှာလည်းအတိုက်ခိုက်တွေကတော့ရှိနေတယ်မပေါ့ငေါ့ဘောလေအထူးသဖြင့်အလုပ်ထမအလုပ်ဖို့အကင်ပတ်အချင်းချင်းမန္တလေးတိုက်ခိုက်တာလေးတွေဖြစ်တတ်တယ်အထက်ကိုဂုံးတိုက်တာတွေဘာတွေညာတွေဖြစ်တတ်တယ်အထက်အောက်ကြားတဲ့သွားညက်တာလေးတွေ အဆုဘွားတွေနဲ့ဝိုင်းဝန်းဒုက္ခပြတာမျိုးတွေဖြစ်တတ်တယ်။ဒါပေမဲ့ဘာမှတော့စိတ်မပူပါနဲ့။ဘလောက်ပဲအခက်ခဲတွေပဲကြုံကြုံနောက်ဆုံးမှာတော့ကိုကအနိုင်ရမယ်ဆိုတဲ့ဂိမ်းထဲမှာပါတဲ့အတွက်အဲဝန်းသာဖို့ကောင်းပါတယ်ဗျာနော်။ကိုပိုင်စီဝိုင်းတစ်ခုစတဲ့အကောင့်နဲ့ဖော်မယ်ဆိုရင်လည်းဒီကလာဒီအကောင့်ဆုံးကလာတွေမှာပါပါတယ်။လှုပ်စေခြင်းနဲ့ကျွန်တော်တို့ကိုပိုင်စီဝိုင်းလုပ်ရင်ဘုတ်တခုတန်းသမီးတွေကပို့ပြီးအကျိုးပေးတာတွေ့ရပါတယ်ဗျာနော်။ဆိုတော့တယောက်တည်းအားနဲ့မရဘူးဆိုရင်စုပေါင်းဆက်ပေါင်းလုပ်ရဲ့ကိစ္စတွေကလည်းအကျိုးပေးတဲ့ဂိမ်းထဲမှာပါနေတော့ဖြစ်တဲ့အတွက်စုပေါင်းဆက်ပေါင်းဆက်လို့ရှိရလုပ်ငန်းလေးတွေလုပ်လို့ရပါတယ်။ လောဘထက်တဲ့ဂိမ်းထဲမှာလည်းသွားပပါတယ်။အစောက်အုံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလည်းအရန်အကျိုးပေးတာပေါ့ဗျာ။နော်။အဲ့တော့ကားဝက်ရှော့တွေပါလေလုပ်မလားအကျိုးပေးတယ်။ခရီးသွားလုပ်ငန်းတွေလုပ်မလားအကျိုးပေးတယ်။အစားအသောက်စားသောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်မလားစားသောက်ဆိုင်တွေပါလေဖွင့်မလားအကျိုးပေးတာပေါ့။ဖြစ်နိုင်ဈေးအောင်ဈေးကနေထောင်းအဲဈေးဆိုင်တွေပါလေဖွင့်မှာတားအကျိုးပေးတယ်။အဲစက်သုံးစီရောင်းဝယ်ရေးတို့စောင်းစီရောင်းဝယ်ရေးတို့နော်စံပွဲရုံတို့စပားပွဲရုံတို့ပယ်ပြောင်းပွဲရုံအဲ့လိုပွဲရုံပွဲကအလုပ်ငန်းတွေပွဲသားအနေနဲ့လုပ်တာတွေကဒီကာလမှာ ဘုရဟုသာသမိတွေအတွက်အမရန်အကျိုးပေးတယ်လုတ်ပြောင်းနဲ့လုတ်ဆေးခြင်းနဲ့ဒါကြောင့်ပွဲသားတွေဆိုရင်ဒီကာလမှာအဲမြေရောင်းဝယ်တွေပေါ့နော်အိမ်ရောင်းဝယ်တွေခဏခဏဒဝဲဒဝဲလုလကူတက်ပြီးတော့စုကြည့်လိုက်ကြီးအဲပွဲသားကတွေမြူးမြတ်မြတ်ရရှိပိုင်ဆိုင်တက်တယ်ဆိုတဲ့အနေထားလေးပါကျွန်တော်တက်တဲ့ဂိမ်းတွေမှာပါတဲ့အတွက်အမရန်ဝမ်းသာဖို့ကောင်းပါတယ်ငွေချေးနဲ့ပတ်သက်လို့ရှင်တော့ဒီကာလမှာငွေချေးကန်လေးကလက်ပိုက်တဲ့ကိန်းတော့ကျွန်တော်မမြင်ဘူးပေါ့အဲဒါပေမဲ့လို့တစ်ခုရှိတာကရရရှိတဲ့ပတ်စံလေးတွေကနည်းနည်းမြုပ်နေတာလေးတွေ ရင်းနှီးထားတဲ့ငွေကြေးလေးတွေကအချက်ချင်းမပေါ်ဘဲနဲ့ဆိုင်းကနေလာမျိုးလေးတွေဖြစ်တဲ့ဟာငွေကြေးလေးတွေနည်းနည်းလေးကျန်းဖြစ်သွားတာမျိုးလေးတွေကြောင့်တည်းဂယူဆိုင်မယ်။ဟိုရင်းနှီးမြုပ်နှံတာလို့ပတ်စံတွေအဲ့ထက်မှအဲ့လိုထက်မှမြုပ်နေတာမျိုးလေးတွေပတ်စံအရာနည်းနည်းလေးနည်းနေတာမျိုးလေးတွေသွားဖြစ်တဲ့ game ပါမယ်။အဲ့တော့ရှိတာလေးတွေเออဘယ်လိုပြောမလဲထပ်ထပ်ပြီးတော့နည်းနည်းစိုက်နေရတဲ့အနေအထားလေးတွေကြောင့်တည်းအဲ့လိုစိုက်ရတဲ့အနေအထားလေးတွေရှိတဲ့အခါမှာရွှေတဲ့ပစ္စည်းလေးတွေပါလေးတွေရှိရင်အပေါင်းအသင်းရောက်လာတာတွေရောင်းထုတ်လာတာမျိုးလေးတွေဖြစ်တတ်တယ်။တချို့ကားတွေပါလေးဆိုရင်ရောင်းရတတ်တဲ့ဂိမ်းလေးတွေရှိပါတယ်။ တချို့တွေဆိုရင်ကားအဲရောင်းပြီးတော့မှအစ်စ်ပြောင်းဝင်ဖို့လုပ်တဲ့သူတွေတွေကစာချုပ်ဝတ်တဲ့ကိန်းတွေမှာပါတာပေါ့လေနော်ဆိုတော့အဲ့တော့ဒီကလာမှာငွေချင်းအရာတက်နိုင်လို့ရှိရင်အိမ်ပြင်ရလို့ရတယ်အိမ်ဆောက်လို့ရတယ်အိမ်ဝယ်လို့ရတယ်မြေဝယ်လို့ရတယ်နော်အလုပ်တစ်ခုစတင်အကောင့်တွေပေါ်လို့အကောင့်ဆုံးတော့ကလာတွေမှာပါတယ်လှုပ်ရှားလှုပ်ရှားရှိတာတွေကိုရဲဝင်ဝင်စောက်ချပြီးလှုပ်ပြအောင်လုပ်ပေးပါအဆင်ပြေပါတယ်ပြီးတော့ပြည်ပထွက်မဲ့လူတွေထဲမှာပညာရေးနဲ့ပတ်သက်ပြီးတော့အဲနိုင်ငံခြားမှာအကြောင်းသားတက်မဲ့ဆိုတဲ့သူတွေဒီကလာမှာအမြန်ဆုံးသွားဖို့အတွက်ကံရဲ့ထောက်ပံ့မှုတွေရရှိပိုင်ဆိုင်လိမ့်မယ် တင်နာအစ်ထပ်ပြီးတက်ကြတာကြောင်းတွေထပ်ပြီးတော့နေရတာเนาะစောင်းမွေးတွေဖြီးလို့ရှင်နေအောင်မယ်ဆိုတဲ့အနေထားလေးကြုံနေတော့ပညာရေးနဲ့ပတ်သက်ပြီးတော့လဲဘာမှစိတ်ဝူစရာမလိုဘူးလက်ညှိုးညားရေဖြစ်မယ်ဆိုတဲ့ကိစ္စမှာသွားပါတာပေါ့လေဝမ်းနာဖို့ကောင်းပါတယ်တခုရှိတာကဗုဒ္ဓဂုတသမီးတွေဒီကလာမှာလူတွေရဲ့တိုက်ခိုက်မှုတော်တော်လေးပြင်းထန်ထန်ခံရတဲ့ကိစ္စမှာပါတယ်လူလိန်ခံရတဲ့ကိစ္စရှိတဲ့အတွက်ဘယ်သူဘယ်သူမှအဲမယုံနဲ့ပေါ့လေနော်အရင်ဆုံးသူတွေကနောက်ကျောဓာတ်နဲ့ထုံးမှုတွေကြုံရတတ်တယ်ပြီးတော့လူရင်းလူယုံဒုက္ခပြတတ်တယ်ပေါ့မိသားစုဆွေမျိုးညီကောင်မောင်နှမတွေရဲ့ဝမ်းဝမ်းဒုက္ခပေးမှုတွေ တာသမီးကြောင့်ဆင်ရှင်စစ်တော်ကရောက်လာတာမျိုးတွေအောက်လက်ငယ်သားတွေဝန်ထမ်းတွေမမြဲတာတွေဝန်ထမ်းတွေအစ်စ်ခေါ်လို့မရတာတွေကြောင့်ဆင်ရှင်စိတ်ဆင်းရဲတာမျိုးတွေအဲဒါမျိုးတွေအစားကျဝတ်တတ်တဲ့ကိန်းတွေရှိတယ်။အောက်လက်ငယ်သားတွေရဲ့ဆက်ညင်တော်လုံးမှုကောင်းကောင်းရင်ဆိုင်မဲ့ကိန်းရှိတဲ့အတွက်အထူးသတိထားပြီးမပေါ်ဆက်ပါနဲ့နော်။အဲဘော်ဂူတာသမီးတွေဒီကလာမှာဘော်ဂူနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုယင်းနှီးမြှုပ်နှံပြီးတော့လုံးဝမလုပ်သင့်ဘူး။ဘော်ဂူနာဆိုတော့ရွှေနဲ့ပတ်သက်ပြီးအယောင်ဝင်လောက်တာမျိုးတွေဒီကလာမှာမလုပ်သင့်ဘူးပြန်နော်။ရွှေ ပြီးတော့ရေတုံပစ္စည်းတို့ရေတန်းတို့ရွှေတူတာတို့ရေနံတူတာတို့ဒီကရမှာလုပ်လို့ရှိရင်မြုပ်ကြတော့တာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်လုံးဝမလုပ်ပါနဲ့နော်ပြီးတော့အလုပ်တွေပါတယ်သူတွဲဖက်လုပ်ပတ်တဲ့ခိုင်မှာလဲစနေသားသမီးဘုရားသားသမီးတွေနဲ့ပူတဲ့တိုင်မျိုးဘယ်တော့မှမလုပ်ပါနဲ့ဒီကရမှာအကျိုးမပေးဘူးပေါ့လေစနေဘုရားအဲ့ဒီနေ့နဲ့ကိုအကြောင်းပြုပြီးစိတ်ပင်မလူပင်မပြဿနာလေးတွေဖြစ်တဲ့အခါမသိရင်ရုံးအောင်ရောက်ပြဿနာဖြစ်တာမျိုးတွေကြုံရတတ်တယ်နော်ဂယုဆိုင်ပေါ့ကျမကြီးနဲ့ပတ်သက်လို့ရှိရင်တော့ဘုရားသားသမီးတွေလေဘင်းတို့ရင်သားတို့ဝမ်းမိုက်တို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့တခြားဂယုဆိုင်ပေးမယ် လက်တွေပါတယ်နာလာကြိုက်တာလေးတွေဖြစ်တဲ့လေနဲ့ပတ်သက်တဲ့ရောဂါတွေဒီဒုက္ခပေးတဲ့ game ပါတဲ့အတွက်မပေါ်ဆက်ပါဘူးပေါ့နော်ခြေလေးရောင်းလာလေးအတက်နိုင်တော့ရှောင်ပြအောင်ရှောင်ပြရမယ်ကျမညာလို့စီအောင်စင်ကပြရင်ကျတာရေးသားသမီးဆရာဝန်နဲ့ပဲပြပေးပါနော်အဲ့တော့ဘုရားကူသားသမီးတွေဒီကလာမှာတစ်ဖက်မှာကောင်းတာလေးတွေရှိသလိုတစ်ဖက်မှာလည်းအညံ့လေးတွေရှိတယ်အဲဟိုဘက်ဒီဘက်ရောနေတယ်ပေါ့နော်ဒါပေမဲ့ဘလောက်ပဲအညံ့လေးတွေကြုံကြုံမှာအဲ့ကြုံတဲ့အညံ့လေးကိုကောင်းစွာကျော်လွှားနိုင်တဲ့အနေအထားတွေရှိတဲ့ဖြစ်တဲ့အတွက်ကံကကိုယ့်ဘက်မှာရှိပါတယ်ဒါပေမဲ့တစ်ခုခုအောင်မြင်မှုအတွက်ဆိုရင် အသေးအတန်တက်ခိုက်ပြီးတော့မှရက်တက်တဲ့တဘာဝရှိတယ်။ပြပြလဲလဲအေးအေးချမ်းချမ်းလေးတမ်းပြီးကြတာမျိုးတော့မဟုတ်တတ်ဘူးပေါ့နော်။အဲ့တော့အခက်ခဲကြုံတိုင်းဘာမှဆက်မပူနဲ့ကိုယ်အနိုင်ရမယ်ဆိုတာကိုသိတဲ့အတွက်ရဲရဲဝင်းနဲ့ရှစ်လို့ပြီးလောက်ပါလို့အကြံပေးပြရစေ။အဘရူသားသမီးတွေအခြေအိမ်အောင်နဲ့ပတ်သက်လို့ရှင်တော့အိမ်အောင်ရှိတဲ့သူတွေဆိုဒီကလာမှအိမ်အောင်လေးပါလေကွက်တက်တယ်ဗျ။ကွက်လို့ရှင်နှမျိုးကွက်တာပေါ့။တမျိုးကကြတော့တယောက်တနေရာစီခွဲနေရခြင်းနဲ့ကွက်တက်တယ်။တမျိုးကတော့လုံးဝအဆင်မပြေပါဘူးဆိုပြီးတော့အဲစာချုပ်စာနဲ့တရားဝင်ကွာရှင်းပြီးကွက်တာလေးတွေဖြစ်တဲ့ဂယူဆိုင်ပေါ့နော်။ တနင်္ဂနွေတို့တောက်ကြတော့ဆိုရင်ကိုယ့်စီကနေလုံးဝထွက်သွားတာမျိုးတွေဖြစ်တဲ့ကိစ္စရှိတယ်နော်ဂယူဆိုင်ပေးပါစနေသားသမီးဆိုရင်တော့ထွက်လာမေးလည်းမထွက်ဘူးအချိန်ပြေးလာမေးလည်းမပြေဘဲနဲ့တလို့တလောင်းဒုက္ခတွေပေးတတ်ပါတယ်ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူအသေးကြတဲ့ကိစ္စရှိပါတယ်ကောင်းပါတယ်ဗျာနော်ဟိုချစ်သူရှိတဲ့သူတွေဆိုလည်းအိမ်တော်တွေပါကြတတ်တယ်ပြီးတော့အချစ်အိမ်တော်ကြီးမှာသုံးဝန်ဆိုင်ပြဿနာတွေကြုံပြီးတော့အနောက်ရှက်လေးတွေအတင်းတိုးဝင်လာတာမျိုးတွေဖြစ်တဲ့အခါမှာရှစ်တဝါခါနောက်ဆဝါခါတွေနဲ့အခမ်းမသိရင်ရောင်းခေါက်ပြဿနာတွေဖြစ်ရှင်းရတတ်ပါတယ်မပေါ်ဆက်ပါနဲ့နော် အနိုမာလာ24 25 26 27 29အမရန်ကောင်းတယ်ဗျဆိုင်းငံလာတဲ့လုပ်ငန်းတွေကိုပြန်လဲဆောင်ရွက်လို့ရတဲ့အနေအထားလေးတွေရှိမယ်အတက်ပညာတွေကိုသင်ယူတက်မြောက်ရတဲ့အနေအထားသင်တန်းတွေပါတက်ရတာတွေအစားပေါ့နော်အဲဒါမျိုးတွေအစားကျုံရတတ်တဲ့ကိန်းတွေရှိတယ်အရှုံးပေါ်နေတဲ့လုပ်ငန်းတွေပြန်ပြီးတော့အကျိုးများရပြီဆိုတဲ့သတင်းစကားလေးတွေကျုံရကြားရတာဖြစ်လိမ့်မယ်အမျိုးသမီးမိတ်ဆွေတွေကလည်းအကူအညီကောင်းလေးတွေရရှိပိုင်ဆိုင်လိမ့်မယ်အင်္ဂါနာနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေကလည်းအကျိုးများများစွာရရှိပြီးတော့လူမှုကြမ်းဘာသာကြားတွေရဲ့အကူအညီဆောက်ရှောက်မှတ်သားမှုတွေရရှိပိုင်ဆိုင်လိမ့်မယ် ဒီပါနိုင်ငံခီသွားတဲ့ဂိမ်းတွေပါတာတွေ့ရတယ်။အဲနိုဝင်ဘာ23ကတော့နည်းနည်းလေးအညံ့ရှိပါတယ်။အထူးသဖြင့်ဒီကလိုက်မှာဒုက္ခပင်းလူတွေဒုက္ခပေးတာဖြစ်တဲ့အဲ့လူကလည်းအဝေးရသူတွေမဟုတ်ဘူး။အရင်နှီးဆုံးသူတိုင်နေနေတဲ့သူတွေဖြစ်စေမိတ်ဆွေရင်းချတွေဖြစ်စေလူရင်းလူုံတွေဖြစ်စေပေါ့နော်ဒုက္ခပေးမယ်။လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာအရှုပ်တွေဖြစ်ပြီးတော့တိကျလာတဲ့ကိုယ့်ရဲ့နာမည်ဂုဏ်သိက္ခာလေးတွေထိခိုက်ပျက်စီးတတ်တယ်။အထူးသတိထားပါ။မမေ့ပါနဲ့။အဝတ်ထည်တွေမလိုအပ်ဘဲမဝယ်ပါနဲ့နော်။ခိုက်တတ်ပါလေ။အဲ့တော့ဒီကလာမှာကံတရားရဲ့ထောက်ပံ့မှုအပြည့်အဝရအောင် အပြာရင်အောင်မိခိုးရောင်ပန်းရောင်အဖြူရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါကြာပန်းမင်းမြုပ်ပန်းကန္နမာပန်းစပယ်ပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးဝတ်တဲ့ဖျားမှာဖျားမှန်ကတာဖြစ်စေအဲနေအဲ့ကနေမှာအလားပေါင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလုပ်သုံးဆွဲပေးပါအဲ့တော့ဘုရုဟုသားသမီးကျွန်တော်မိတ်ဆွေတွေဒီကရမှာကျောင်းနဲ့အညံ့တွေกินပြီးတော့ကောင်းတဲ့ကံတွေပိုကောင်းဖို့အတွက်ရရာအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့အနောက်ရက်ကိုမျက်နှာမူမယ်စတန်လေးကိုရှစ်ဆုပ်ဆုပ်ပြီးတော့ရှစ်ပုံပုံပြီးတော့စာကလေးကလေးတွေကြက်လေးတွေပွဲစိတ်လေးတွေကိုဒါနပြုကျွေးပြီးတော့ လူကျင်တဲ့စုလေးလေးစနာကုစုတော်ချင်းအားဖြင့်အလိုရှိရာစနာလေးတွေပြေဝလာပါလိမ့်မယ်။ဒါအပြင်အညာခိုက်လေးတွေပြေပြောင်းအောင်အိမ်မှာရှိတဲ့အဲတော့အဟောင်းတွေအပြက်တွေကိုရှာဖွေပြီးဆုံးပြမယ်။တော့တွေမကောင်းရင်အမြဲတမ်းအစ်စ်လဲလဲမယ်။အိမ်မှာမတုံ့တော့တဲ့တက်တာအဆုပ်ပြက်တွေပုံရတာတွေရှင်အမြဲတမ်းဆုံးပြမယ်။တချို့အိမ်ရှိတွေမှာတဲရီပါတွေပုံရတာတွေပါဆိုဖယ်ရှားရှင်းနေပြလိုက်။ဒါဆိုတော့အညာတွေกินပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်။ဘုဒ္ဓကုသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်။